င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မ DPPU မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရန်ကုန်ရဲ့တချို့သောမြို့နယ်တွေမှာမဲပေးခွင့်ရှိတဲ့မဲဆန္ဒရှင်စင်းထုတ်ပြန်ကြေညာရမှာတော့တည်ဆုံးပြီးသားသူတွေရဲ့နာမည်တွေပါဝင်နေသလိုအမားရွေးများစွာဖြစ်ပေါ်နေတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ထုတ်ပြန်ကြေညာတဲ့မဲဆန္ဒရှင်တွေရဲ့အမည်စင်းမှာ တည်ဆုံးပြီးသားသူတွေရဲ့အမိတွေပါဝင်တာအိမ်တော်စုစီရင်တဲ့ရှိနေသူတွေရဲ့အမိမပါတာနဲ့အမားရွင်တွေအများပြားဖြစ်နေတယ်လို့ဒေတာခန်တွေစီကနေစုံစမ်းသိရပါတယ်။ရန်ကုန်မြို့ကြောက်တရားမြို့နယ်မှာရှိတဲ့ရက်ွက်တော်တော်များများမှာဆိုတည်ဆုံးပြီးသားသူတွေရဲ့နာမည်တွေကိုထည့်သွင်းဖော်ပြထားကြောင်းဒေတာခန်ပြည်သူတယောက်ကပြောပြပါဗျာ။ဒီကောနော်ဖြစ်နေတာအခုဒီကြောက်တရားမြို့နယ်မှာရက်ွက်တော်တော်များများလို့ပြောရမှာပေါ့။အဲတည်ပြီးသားလူတွေကနာမည်မှာပြန်ပါနေတယ်။ ပေးပြီးသားလူတွေကနမဲမှာပါနေပြီးတော့အခုလက်ရှိနေထိုင်နေတဲ့လူတွေကနမဲမှာမပါဘူးပြီးတော့တစ်ခါထပ်ပြီးတော့ပြောင်းသွားတဲ့လူတွေရှိတယ်တချို့ဆိုလို့ရှိရင်တကောင်စင်းမှာလုံးဝအဲထွက်သွားတာအဲ့ထွက်သွားတဲ့တကောင်စင်းလေးကလူတွေကဒီမှာတကောင်စင်းလိုက်ကြည့်ဦးတမိသားစုလုံးကြီးပါနေနမဲတွေမှာနမဲတွေတူပြီးတော့မပုံတင်နေထက်နေတာပေါ့အတမင်းတကာကိုလှုပ်ထားသလိုမျိုးကြီးဖြစ်နေတယ်။ပြပြရောပေါ့နော်။လာပြောရင်ပြင်ပေးလိုက်မယ်။လာမပြောရင်ဒီတိုင်းပဲထားလိုက်မယ်ဆိုတဲ့ပုံစံမျိုးကြီးလှုပ်ထားတာပေါ့ ်ပထမအကြိမ်မဲဆန္ဒရှင်စည်ရင်ကြီးညာတာကိုစက်တင်ဘာလ30ရက်ကနေအောက်တိုဘာလ13ရက်နေ့အထိကြီးညာပေးထားမှာဖြစ်ပေမယ့်စစ်ဝင်စားသူနေပါပြီးလာရောက်ကြည့်ရှုသူမရှိတဲ့အတွက် အောက်တိုဘာလ20ရက်နေ့အထိတိုးပေးထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းမဲဆင်းတွေမှာအမှားယွင်းတွေအများကြီးရှိနေကြောင်းနမဲစင်းမှာမပါဝင်တဲ့ဒေတာခံပြည်သူတယောက်ကလည်းပြောပါဗျ။မဲစင်းကကြည့်ညာကြည့်ရမယ်ဆိုပြီးတော့ အဲသူတို့ကလည်းပြီးတော့အဲဒီလော်လေးအော်တော့ရကရုံကိုသွားပြီးတော့ကျမတို့သွားကြည့်တယ်သွားကြည့်တဲ့အခါကျတော့ကျမတို့နာမည်စင်းရမပါဘူးဘာနဲ့ပါတဲ့ဟာတွေကဟာသူတည်ပြီးသားလူကြီးရက်ွက်မှမရှိတဲ့လူကြီးအဲဒီပါတယ်ဘယ်တော့အမည်စင်းကိုကတ်ထားသလိုမပြောတတ်ဘူးပေါ့နော်ဥပမာပါတဲ့အတွက်ကြောင့်သူတို့ကနေပြီးတော့ဖုန်ပြန်ဖြည့်ပြီးတော့မဲတဲ့ဦးအတွက်ပေါ့နော်ဟိုစောက်ထားနိုင်တယ်ပေါ့အဲပြောလိုက်တယ်မဲစင်းကျညာပြီး ြည်စနိုင်မှုအတွက်ပေးထားတဲ့အချိန်ကာလကပြီးဆုံးသွားပြီဖြစ်ပေမဲ့ရန်ကုန်ကကြောက်တရာမင်္ဂလာတောင်ကျွန်းတင်ရန်ကျွန်းတောင်တကုန်းစားရမြို့နယ်တွေပါဝင်မြို့နယ်တော်တော်များများနဲ့လွိုင်ကော စားတဲ့နေရာတွေမှာတော့မဲဆင်းတွေက အမှားယွင်းတွေများပြားဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်မဲဆန္ဒရှင်တွေအနေနဲ့ကမိမိရဲ့အမည်မဲဆင်းမှာမပါဝင်ဘူးဆို ပုံစံသုံးတဲ့မဲဆင်းမှာအမည်ထည့်သွင်းပေးဖို့တောင်းဆိုနိုင်ပြီးမပါဝင်တဲ့သူတွေပါဝင်နေမယ်ဆိုရင်တော့ပုံစံလေးနဲ့ ကန့်ကွက်နိုင်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာရှိပါတယ်။အခုကြေညာထားတဲ့မဲဆန္ဒရှင်အမည်စင်းကပြင်ဆင်ဖြည့်ဆွက်တာတွေပြုလုပ်သွားမှာဖြစ်ပြီးလာမယ့်နိုဝင်ဘာလထဲမှာဒုတိယကြိမ်ထပ်မံကြေညာသွားမယ်လို့လည်းသိရပါတယ်။စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲပထမပိုင်းကိုတော့ဒီဇင်ဘာလ28ရက်မှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။ကျွန်မဝေပါ ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ထဲကမြို့ရွခြေဝါနာမှာအော်တိုဘားလ22ရက်နေ့ကရသေးတော်မြို့နယ်ဇေဒီပင်ကဈေးဝယ်ပြီးပြန်လာတဲ့ခီးသက်တင် ကားတစ်စီးကိုရိုဟင်ဂျာလက်နက်ကိုင်တပ်အာဆာကခြုံခိုတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့အာရခတက်တော် A ကထုတ်ပြန်ပါတယ်ကမန်းသူတယောက်နဲ့ခီးသက်၄ယောက်လိုက်ပါလာတဲ့ခီးသက်တင်ကားတစ်စီးကိုတက်ခိုက်ခဲ့တာဖြစ်ပြီးတော့တက်ခိုက်မှုအတွင်ခီးသက်အမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်သေဆုံးပြီးရှင်မောင်းဖြစ်သူနဲ့နောက်ထပ်အမျိုးသားတယောက်လည်းဒဏ်ရာရရှိခဲ့ပါတယ်။ ေဆုံးသူအမျိုးသမီးရဲ့၃နှစ်အရွယ်ကလေးပြသူကတော့အသက်ရှင်လျက်တွေ့ရတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုတက်ခိုက်ပြီးတဲ့နောက်အစာဖွဲဟာကားပေါ်ကစာနာရိတ်ခါတွေကိုလည်းယူဆောင်သွားခဲ့ပြီးလက်ရှိမှာအာရခတက်တော်ကလိုင်းလံရှင်လျက်တွေပြုလုပ်နေတယ်လို့လည်းအေအေကပြောပါတယ်။ ဲ့ဒီဒေတာကရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်တဲ့ ASA RSO ARA တို့ဟာစစ်ကောင်စီနဲ့မဟာမိတ်တွေဖြစ်ကြပြီးမောင်တော်နဲ့ဘူဒီတောင်မြို့သိတပ်ဖွဲ့တွေမှအတူခုခံခဲ့ကြတာလည်းဖြစ်ပါတယ်ရှင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားခေါင်းဆောင်ဗလာဒီမာပူတင်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံရေးအစီအစဉ်ဆိုင်းငံ့လိုက်တာနဲ့ပတ်သက်ပြီးအကျိုးမရှိတဲ့အစည်းအဝေးကိုမလိုချင်ဘူးလို့ပြောသွားပါတယ်။ ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကရှေ့တန်းတခြားတိုက်ခိုက်မှုတွေကိုရက်ဆိုင်လိုက်ဖို့ညှင်းဆန်နေတာဟာအဓိကအဟန့်တာဖြစ်တယ်ဆိုပြီးဖော်ပြထားပါတယ်။လာမယ့်နှစ်ပတ်အတွင်းဟန်ဂေရီမြို့တော်ဘူဒါပက်စ်မှာထရမ့်နဲ့ပူတင်ကြားဆွေးနွေးပွဲတရက်ကျင်းပဖို့အတွက်စီစဉ်ထားခဲ့တာပါ။အဲ့ဒီနောက်မကြာမီကာလအတွင်းဒီကောင်းဆောင်နှစ်ဦးကြားတွေ့ဆုံမဲ့အစီအစဉ်မရှိသေးဘူးဆိုပြီးအင်ဖီရိုအရာရှိတအူးအနေနဲ့အတည်ပြုပါရတယ်။ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှေ့တန်းလိုင်းမှာချက်ချင်းအပြစ်ခတ်ရက်စဲဖို့နဲ့ပတ်သက်ပြီးထရမ့်ရဲ့အဆိုပြုချက်ကိုယူကရိန်းအပါအဝင်ဥရောပခေါင်းဆောင်တွေက ထောက်ခံထားပါတယ်အဲ့ဒီရှေ့တန်းမြင်းနေရကတိုက်ခိုက်မှုတွေကိုရက်ဆိုင်လိုက်မယ်ဆိုရင်ယာယီအပြစ်ခတ်ရက်စရေလောက်သာဖြစ်လိမ့်မယ်ဆိုပြီးရုရှားအနေနဲ့အကြိမ်ကြိမ်ပယ်ချခဲ့ပါတယ်ရှင်။ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆက်ပါရှင်။